ကျွန်တော်လာပြီးတော့မှမေးတယ်ဆញ្ញမ်းနဲ့နှစ်တော်နိုင်ငံမှာရှိတဲ့တချို့သောစီးပွားရေးလုပ်ငန်းရှင်တွေကြာရှုံးကြရတယ်တဲ့။များသောအားဖြင့်ကြာရှုံးနေကြတာပေါ့နော်။ဘာကြောင့်မလို့လဲကျွန်တော်ဟိုလာပြီးတော့မှဟိုမေးခွန်းပေးတယ်။သူ့ကိုဗာလိပြောပြတယ်ဆိုတော့သူတို့ business owner တွေမှာနော်။အဲ့တော့ business owner ဒါကျွန်တော်ခဏခဏပြောတယ် business owner မှာ၃မျိုးရှိတယ်။နံပါတ်၁ owner တွေကျွန်တော်တို့ဗာလဲဆိုတော့ technician technician ကအကယ်၍သူတို့ကအခု present မှာပဲနေတာဒီမှာဖြစ်နေတာဒီပစ္စည်းလေးကောင်းအောင်ပြင်ဖို့ဟလာဒါဘယ်အာရုံစိုက်နေတယ်သူကနော် technician ပြောမှဆိုလို့ရှိရင်အဲကွန်ပြင်တက်လို့အဲကွန်ပြင်တာကျွမ်းကျင်လို့ဘာလို့ရလဲဆိုတော့အဲကွန်ပြင်တိုင်းဖွင့်တာအဲ့လို business owner တွေဒီကျွန်တော်တို့ဟိုကြာရှုံးနိုင်ကြီးနည်းလာများလာပြောမှဆိုလို့ရှိရင် daily work တွေနဲ့ပဲကျွန်တော်တို့သွားနေတာဒါကိုကျွန်တော်တို့ဘာခေါ်လဲဆိုတော့ technician လို့ခေါ်တယ်နောက်ထပ်တစ်ယောက်ကတော့ဘာလဲဟုတ်တယ်ကျွန်တော်တို့ manager manager ဆိုတော့ဘယ်ကိုပြန်သွားလဲအတိတ်ထဲမှာနေเนาะအဲ့တော့ဘယ်တော့မှဘာဒီမှာခဲ့တယ်ဘယ်သူတွေကဘာဒီမှာလုပ်ခဲ့တယ်ဘယ်သူတွေကိုဆိုတော့အတိတ်ထဲမှာကျွန်တော်တို့ပြန်သွားတာဒါဒီကျွန်တော်တို့က manager သူရောကျွန်တော်တို့ကြာရှုံးနိုင်ကြီးမိုဘိုင်းလုပ်ငန်းလုပ်တဲ့ခါမှာ ကျွန်တော်တို့ကြာဆုံးနိုင်ရင်များတယ်ကျွန်တော်တို့နောက်ဆုံးတစ်ယောက်ကတော့ဒါကျွန်တော်တို့ဒီမှာရှိတဲ့ business owner တွေလို့ပဲကျွန်တော်တို့ဗာလဲဆိုတော့ entrepreneur so who did train yes သူတို့အတိတ်ထဲကအမှားတွေကိုလည်းသူမြင်တယ်တော်တော်ဆယ်ဖြစ်နေတဲ့အနေအထားတွေကိုလည်းနားလည်တယ်ပြီးရင်နောက်9နှစ်နောက်10နှစ်မှာ तू ဘာဖြစ်ရမလဲဆိုတာ तू စဉ်းစားတယ်ဒါဒီကျွန်တော်တို့က entrepreneur ပဲ okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နောက်9နှစ်နောက်10နှစ်ကိုကျွန်တော်တို့သွားတယ်ဆိုလို့ရှိရင်အဲ့ဒီ entrepreneur တွေဘာတွေကိုသိထားဖို့လိုလဲအဲ့တော့ဖြစ်နေတဲ့ trend တွေဖြစ်လာနိုင်တဲ့အနေအထားတွေကိုကျွန်တော်တို့ဘာလို့ဖို့လိုလဲဆိုတော့သိဖို့လိုတယ် သိအောင်လည်းကျွန်တော်တို့ကြိုးစားနေမှုလိုတယ်အဲ့အဲ့လိုတိအောင်လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ business level တွေအားလုံးကိုတော်တော်သိထားဖို့လိုတယ်။ကျွန်တော်တို့က system အကြောင်းကောင်းကောင်းသိဖို့လိုတယ်။ CY တခုလဲပတ်နေပြီဆို system အကြောင်းသိရမယ်။နောက်ထပ်ထပ်ပြီးတော့မှကျွန်တော်တို့က HR နားလဲရမယ်။ online တွေဘယ်လိုထိန်းသိမ်းရမလဲ။ sales ဘယ်လိုရောင်းရမလဲ။ marketing ဟလာကိုယ့်ရဲ့လုပ်ငန်းကိုလူတွေသိအောင်ဘယ်လိုလုပ်ရမလဲ။ finance ငွေကြေးနဲ့ပတ်သက်ပြီးတော့မှဘယ်လိုဟလာစီမံခန့်ခွဲရမလဲ။ customer service နော် customer တွေကိုအကောင်းဆုံးဘယ်လိုဝန်ဆောင်မှုပေးရမလဲဒါတွေကျွန်တော်တို့အကုန်လုံးနားလည်ထားဖို့လိုတယ်ဆိုတော့ကျွန်တော်သူ့ကိုပြန်ပြောရသေးပါလဲဆိုတော့အဲ့တော့ကျွန်တော်တို့ဟာလာနိုင်ငံမှာတချို့သောများသောအပြင်စီးပွားရေးလုပ်ငန်းရှင်တွေဘာကြောင့်ကြာရှုံးကြလဲဆိုတော့ technician တွေနဲ့ကျွန်တော်တို့က manager တွေပဲကျွန်တော်တို့များနေလို့အဲ့တော့နေ့တိုင်း daily work တွေတွေပဲကျွန်တော်တို့ကဖြစ်နေလဲဆိုတော့ခေါင်းဆိုင်နေတာနော်ခေါင်းဆိုင်နေတာအဲ့တော့အရေးကြီးတဲ့အရာတွေကျွန်တော်တို့ဟိုမလုပ်နိုင်တော့ ဒီကြောင့်လည်းနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေဒီဂျိုးရုံတွေရရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်။ကိုယ့်အတွက်ဂျိုးရုံတွေရရလို့ရှိရင်တော့ထုံးစံတိုင်းပဲ comment မှာ yes တွေရေးပြပါဦး။ဒီဗီဒီယိုဆုတ်ချောက်ကြည့်ပြတော့လည်းကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကိုညံလင်းအောင်ပါ။မြန်မာရှိတော်နေလေးဖြစ်ပါစေ။